အားလုံးပဲမင်္ဂလာပါခင်ဗျာဇလန်လေးရဲ့အစမှာတော့တော်ရော်လေးတရွာကထထားဆိုတဲ့မင်္ဂလာတယောက်ကိုတေးရမှာဖြစ်ပြီးတော့တေးရမှာတော့သူမတို့ရဲ့အိမ်ကိုကိုဗီဒါဆိုတဲ့မျိုးသားတယောက်အလဲရောက်လာခဲ့ပြီးသူတို့အဖေတွေဟာစစ်တပ်မှာအတူတူတာဝန်ထမ်းဆောင်ခဲ့ပြီးလို့ရှင်းနေနေကြတာပဲဖြစ်ပါတယ်ပြည်တော်တို့ပြန်သွားတဲ့အချိန်မှာတော့ထထားကစပယ်ကြီးတဲကိုဝင်ပြီးတော့တကယ်တော့အဲ့ဒီမှာကိုဗီဒါနဲ့ချင်းတွေ့နေတာပဲဖြစ်ပါတယ်သူတို့ရဲ့ဆက်ဆံရေးကိုလူကြီးတွေမသိအောင်ဖုံးထားခဲ့ရတာဖြစ်ပြီးအဲ့နောက်မှာတော့ကိုဗီဒါဟာသူနဲ့တူတူပါတီကိုလိုက်ခဲ့ဖို့အတွက်ခေါ်ပါတော့တယ် ပါတီကိုရောက်တဲ့အခါမှာတော့သူ့ရဲ့ရှဲတို့စာရေးဆရာဘဘာနဲ့ရှော့တို့ကိုမိတ်ဆက်ပေးခဲ့ပြီးတော့မှဗီရာကစာရေးဆရာနာမည်ခံထားပေမဲ့ကိုယ်တိုင်ရေးတဲ့သူတော့မဟုတ်ပါဘူးသူကနောက်ထပ်စာအုပ်တို့ထုတ်ဝေဖို့အတွက်ကြံစည်နေတာဖြစ်ပြီးတော့မှနောက်နေ့မှာတော့ကိုဗီဒါဟာသူ့လိုချင်တဲ့အချက်လက်တွေအတိုင်းရေးဖို့အတွက်ဘဘာကိုပြောပြနေခဲ့ပါတယ်သူ့ရဲ့စာအုပ်ကပညာပေးပါဝင်သလိုရသလည်းမြောက်ချင်တဲ့အကြောင်းပြောပြပြီးတော့ဇက်ကောင်အနေနဲ့ကတော့ရမင်းဆိုတဲ့လမ်းပြောင်ကောင်မလေးတယောက်ကိုထဲဖို့ပြောပြီးတော့ဇလိုက်ကတော့ပြီးတူဆိုတဲ့စာရေးဆရာတယောက်ထဲဖို့တဲ့ဆိုပါတယ် ဇလန်ရဆိုလို့ရှိရင်တော့ယမိဟာပြည်သူကိုဆွဲဆောင်ပြီးတော့သူ့ရဲ့စာရေးဆရာဘဝကိုပြည့်စည်စေတဲ့ချက်တွေထည့်ဖို့တဲ့ပြောနေခဲ့တာဖြစ်ပါတယ်။အဲဒီမှာတော့ဒီဇလန်ကိုအမြန်ဆုံးရေးဖို့တဲ့ဘဝကိုပြောခဲ့ပြီးအကြောင်းရင်းကတော့သူတို့မှာပတ်စံလိုနေလို့ပဲဖြစ်ပါတယ်။ယနေ့ငယ်ကြတဲ့ကမာတော့ထထစီကိုစာတဆောင်ရောက်လာခဲ့ပြီးအကြောင်းရင်းကတော့ကိုဗီဒါဟာဆောင်းရမြန်တစ်ခုကိုရောင်းနေကြောင်းသတင်းပေးထားတာဖြစ်ပါတယ်။အဲဒါကြောင့်မဲထထကလိုက်သွားကြည့်တဲ့ကမာတော့ကိုဗီဒါကိုတွေ့ရတော့စိတ်ပြေသွားခဲ့ပြီး ိုဗီဒါကစာရေးဖို့အတွက်ကုန်ကျန်းရှာနေရဲဆိုပြီးတော့စင်ကြီးတွေပြေးပြီမယ်လေထားတာကတော့သူတို့ရဲ့ဆက်ဆံရေးကိုဖျက်တော့ပြစ်ခဲ့ပါတော့တယ်။နောက်နေ့မှာတော့ကိုဗီဒါဟာထားတာနဲ့လာတွေ့ခဲ့ပြီးတဲ့နောက်မှာနောက်မလို့တော့ဘူးလို့ဂရိတွေထက်ထက်ပြေးတာကြောင့်ပဲထားတာဟာပြန်ပြီးတော့လက်ခံခဲ့တာဖြစ်ပါတယ်။အဲဒီညမှာတော့ထားတာကသူမရဲ့စိတ်ဝင်စားစရာကောင်းလာတဲ့ငွေပေါ်အကြောင်းကိုပြောပြနေခဲ့ပြီးနောက်နေ့မှာတော့ထားတာဟာကိုဗီဒါရဲ့ရုံငန်းကိုလိုက်သွားခဲ့ပါတော့တယ်။ဘဘာနဲ့ရှိုးတို့က လာကများတဲ့ကိစ္စကြောင့်ပဲကိုဗီဒါကိုဒေါသတကြီးပြောနေကြတာကိုတွေ့ရပြီးတော့အဲဒါကလည်းကိုဗီဒါရဲ့အတုံးမျိုးကြီးမှုကြောင့်ပဲဖြစ်ရတာဖြစ်ပါတယ်။အဲဒီလိုနဲ့အငင်းကုန်ဖြစ်ပြီးတော့လာစာနောက်ဆုံးပြီးရမယ့်ရက်ကိုပြောပြပြီးဘဘာရုခအခန်းထဲကနေထွက်လာခဲ့ပါတော့လေ။ထထကကိုဗီဒါကိုအတုံးဆွဲချွေတာဖို့တဲ့ပြောခဲ့တဲ့အချိန်မှာကိုဗီဒါကထထရဲ့ငယ်ဘဝအကြောင်းစာရေးကြည့်ပါလားဆိုပြီးတော့တိုက်တွန်းခဲ့ပါတော့လေ။ထထကယုံကြည်မှုမရှိပေမဲ့လည်းစမ်းကြည့်မယ်လို့အပြေပြန်ပြီးခဲ့ပြီးတဲ့နောက်မှာတော့သူမရဲ့ငယ်ဘဝအကြောင်းကိုစူးစမ်းပြီးတော့ပုံဖော်ပါတော့တယ်။ အချင်းတော်ကြာရေးပြီးတဲ့နောက်မှာတော့ပထမခန်းကအကြံပြင်းပြီးခဲ့တယ်လို့ကိုဗီဒ်ကိုသွားပြကြည့်တဲ့အခါမှာကိုဗီဒ်ဟာဇလန်အကြောင်းကိုသဘောမကျဖြစ်နေခဲ့တာကြောင့်ထထန်းကလည်းစိတ်တိခိုက်သွားပြီးတော့စာရေးတာကိုရက်ခဲလိုက်ပါတယ်။နောက်ရဲ့ပါတီကူကိုတူသွားတဲ့အခါမှာကိုဗီဒ်ရဲ့ရှယ်ရိုးဆိုင်ဆက်တယောက်ဖြစ်တဲ့တင်မူအောင်နဲ့သူ့ရဲ့ဇနီးကိုစုံတွေ့ခဲ့ရပြီးတော့အဲဒီအခါမှာထထန်းကသူတို့နဲ့စကားပြောနေခဲ့ပါတယ်။အိမ်မြန်တဲ့အခါမှာတော့ကိုဗီဒ်ဟာတင်မူအောင်နဲ့ဝေးဝေးနေဖို့အတွက်ထထန်းကိုတရီပေးလာခဲ့ပြီးနေနေငယ်ကြတဲ့အခါမှာတော့ တရားရုံးကလူတွေကကိုဗီဒါရဲ့ရုံးငန်းကိုရောက်လာခဲ့ပါတော့တယ်။အကြွေးဒီမဆန်နေတဲ့ကိစ္စကြောင့်မေးရုံးငန်းတွေကပစ္စည်းတွေကိုလည်းတင်ယူသွားခဲ့တယ်လို့အရင်နောက်မှာတော့အန်ဇွေတွေကဌာနရဲ့စာမှုချမ်းတွေကိုကိုဗီဒါဟာတွေ့သွားခဲ့ပြီးဖတ်ကြည့်လိုက်တဲ့အခါမှာဆိုးလာတဲ့ကြောင့်ဌာနကိုစာရင်းတွေချို့ပြောပြပြီးတော့လူတွေကြက်တဲ့ဇလန်းပုံစံတွေကိုလည်းရှင်းပြခဲ့ပါသေးတယ်။အရင်နောက်မှာတော့ဌာနကစာမှုချမ်းကိုပြင်ဆင်မှုတွေလုပ်လိုက်ပြီးကိုဗီဒါကစာမှုကိုသူ့ရဲ့ထုတ်ဝေသူစီကိုပို့လိုက်ပါတော့တယ်။ဝတုကမထင်မှန်ထားလောက်အောင်ပဲနာမည်ကြီးသွားခဲ့ပြီးတော့ အထူးသဖြင့်အမျိုးသမီးတွေဟာအကြိုက်တွေ့နေကြတာဖြစ်ပါတယ်။ကိုဗစ်ရောဂါကိုလည်းအဲဒီလိုမျိုးရှင်းနေတာကြောင့်ကြီးကျူးနေကြသလိုသတင်းကြောင်ပဲထားတာဟာပျော်နေခဲ့တာဖြစ်ပါတယ်။ကိုဗစ်ဒါကတော့ထားတာကိုစာရေးသူအကြောင်းထုတ်ပေါ်မပြောဖို့တဲ့ဂရီတောင်းခဲ့သလိုတစ်ဖက်ကလည်းထုတ်ဝေသူကိုနောက်ထပ်စောင့်တွေရေးပေးမယ်ဆိုပြီးတော့ဂရီတွေပေးခဲ့ပါသေးတယ်။ထုတ်ဝေသူစီကနေပြီးတော့လည်းပတ်စံနဲ့အမျိုးများကြိုးထုတ်ခဲ့ပြီးတော့အိမ်တလုံးဝယ်ခဲ့သလိုသူတို့တွေဟာအိမ်အသေးစီကိုပြောင်းခဲ့တဲ့အချိန်မှာထားတာကပတ်စံနဲ့ဘယ်ရရလဲဆိုပြီးတော့မေးပါတော့တယ်။ ောက်ထပ်စာအုပ်တွေရေးပေးဖို့တဲ့ကတိတွေပေးခဲ့ပြီးတော့ထုတ်ဝေသူစီကကြိုယူထားတဲ့အကြောင်းသိလိုက်ရတဲ့ကမှာတော့ထထကဒေါသတွေထွက်သွားပြီးစာထက်မရတော့ဘူးလို့ပြောပါတယ်။ဒါပေမဲ့ကိုမီတာရဲ့ပလီပလာစကားတချို့ကြားရပြီးတဲ့ကမှာပြန်ပြီးတော့လက်ခံခဲ့ပြီးနောက်နေ့မနေ့မှာတော့စာတလုံးမှမရရသေးတာကြောင့်ကိုမီတာကဒေါသတွေထွက်နေပါတော့တယ်။တမရည်တွေမှာစာမုပ်ပြီးပေးရမှာဖြစ်တာကြောင့်ပဲစာရေးဖို့အတွက်တိုက်တွန်းနေတာဖြစ်ပြီးထထဟာလွယ်လွယ်နဲ့လက်မခံခဲ့တာကြောင့်အခန်းတစ်ခုထဲမှာ ိတ်ထားပြီးတော့မှစာရေးဖို့တဲ့ဖိအားပေးနေတဲ့အခါမှာရွေးချယ်ချာမရှိတာကြောင့်စာထိုင်ရေးရပါတော့တယ်။နောက်တဲ့စာအုပ်ကလည်းလူချိန်များလာကြောင်းပဲကိုဗစ်ဒါဟာနေမင်းပို့ပြီးတော့ကြီးလာခဲ့ရပြီးသူတို့ရဲ့ဇုံတွေကလည်းမြို့လေးမှာလိပ်ဖက်အညီဆုံးဇုံတွေဖြစ်နေလူတိလာခဲ့ပါတော့တယ်။နေနေငယ်ကြာပြီးတဲ့နောက်မှာတော့နေလေစာစားနေတော့မှမော်လီဆိုတဲ့အမျိုးသမီးကလာနှုတ်ဆက်ပြီးသူမရဲ့လုပ်ငန်းကိုလာလေဖို့တဲ့ဖိတ်ခေါ်ပါတယ်။ဒါကမော်လီရဲ့အကြောင်းကိုမေးတဲ့အခါမှာတော့အသက်30လောက်ကြီးတဲ့တတိယတယောက်ကိုလက်ထက်ထားတဲ့သူဆိုတာသိလိုက်ရပြီး မော်လီနဲ့ထက်ဆုံကညစာစားခဲ့ပါသေးတယ်။အဲဒီခါမှာမော်လီဟာသူမရဲ့အိမ်မှာညပါတီလုပ်မှဖြစ်တာကြောင့်လည်းလာလေမှုတဲ့ဖိတ်ခေါ်တဲ့ခါမှာကိုဗီဒါကငင်းဆန်ခဲ့ပါတယ်။ဒီခါမှာတော့မော်လီရဲ့ကန်လန်းချက်ကိုဘာလို့ငင်းတာလဲဆိုပြီးတော့ထထကမင်းနေပြီးကိုဗီဒါကတော့မော်လီဟာသူ့ကိုဖိတ်ချင်တာမဟုတ်ဘဲနဲ့ထထကိုပဲဖိတ်ချင်နေတာကြောင့်လို့ပြန်ဖြေပါတော့တယ်။အဲဒါကြောင့်မေထထဟာမော်လီရဲ့အိမ်ကိုလိုက်သွားရမလားဆိုပြီးတော့ခွင်းတောင်းတဲ့ခါမှာဗီဒါကခွင့်ပြုခဲ့ပြီးမော်လီရဲ့အိမ်ကိုရောက်လာတဲ့ခါမှာတော့ သူမဟာတဘာဝဇန်နဲ့ပစ္စည်းတွေကိုနှစ်သက်တက်တာလဲတရီထားမိပြီးတော့ထထခကြီးကျူးနေပါတော့တယ်။အဲ့လိုနဲ့အမျိုးသမီးနှစ်ယောက်သာစကားဖောင်ဖယ်ပြောကြရင်းနဲ့ငယ်ဘွားကညဘက်ရေကူးကြတဲ့အချိန်လေးစကားဆက်မိလို့တော်ပါတော့တယ်။အဲ့နောက်မှာတော့အမျိုးသမီးနှစ်ယောက်ဟာတဖြည်းဖြည်းပို့ပြီးတော့ရင်းနှီးလာကြပြီးအချင်းချင်းနိုင်ခဲ့ကြတယ်လို့အဲ့ဒီအချိန်လေးကိုကိုဗီတာကတီးသွားတဲ့အခါမှာတဝင်းတူမိသွားပေမဲ့လေမော်လီကလည်းငယ်ရွယ်ပြီးတော့လှပသူဖြစ်တာကြောင့်ဒီဆက်ဆံရေးတွေကိုသူလဲဝင်ပါခဲ့ပြီးတော့သုံးမွေးတဲ့ဇလန်းနေဖြစ်ကုန်ကြပါတော့တယ်။ အဲ့ဒီချိန်လေးကိုတော့ထာနာကမရေမိကြတာဖြစ်ပြီးဒီကမှာထာနာဟာသူမရဲ့ဘဝကိုအခြေခံထားတဲ့နောက်ထပ်စာအုပ်တော့ရေးနေပါတော့တယ်။တင်းမှာတော့မော်လီရဲ့အိမ်ကိုလာနေတဲ့အချိန်လေးသားဆောင်ပေါ်မှာရင်းနေတဲ့ကိုဗီရာကိုတွေ့လိုက်ရတော့အိမ်ထဲကိုပြေးဝင်သွားခဲ့ပြီးရောက်သွားတဲ့အချိန်မှာပဲကိုဗီရာကိုမတွေ့တော့ပေမယ့်သူတောက်တက်တဲ့ဆီဂရက်တူကိုတော့တွေ့လိုက်ရပါတယ်။အဲ့နောက်မှာထာနာဟာသူမရင်းနေတဲ့ဝတ္ထုတွေကဇလန်တချို့ကိုပြင်းရင်းနေပြီးစစ်ကောင်တယောက်ကိုလည်းလူတိုင်းလိုအသက်သွင်းပြီးတော့မှဂရိချင်းချင်းချိုးပေါသူလို့တုံ့နှုံထားတာလည်းဖြစ်ပါတယ်။ ိုဗီဒါကဇလန်းကိုပြင်းဖို့အတွက်ချင်းချောက်ဖြောင်းပြခဲ့ပြီးမယ်လေထထန်းကတော့သူမရဲ့ဈေးကိုတည်းကအတိုင်းပဲရှိမယ်လို့ပြန်ဖြေခဲ့ပါတယ်အလွန်နေတော့ရဲ့မှာတော့မော်လီစီကိုတွားလည်ခဲ့ပြီးတော့နောက်ထပ်ထမဲ့ဆောင်းမှာသူမတို့ရဲ့ဆက်ဆံရေးကိစ္စတွေလည်းပါလာမှာဖြစ်တဲ့အကြောင်းပြောပြခဲ့ပြီးမော်လီကတော့အဲ့ဒီဆောင်းနာမည်ကြီးသွားရင်သူမတို့ရဲ့ဆက်ဆံရေးကိုကျော်ကြံဖြစ်သူတည်တော်မှာကိုလေစိုးရိမ်လို့နေပါတော့တယ်အဲ့ဒါကြောင့်ထထန်းကိုဇလန်းပြင်းဖို့အတွက်တောင်းဆိုခဲ့ပြီးမယ်ထာနာကတော့နာမည်တွေကိုပြောင်းပြီးတော့ရေးမှဖြစ်တာကြောင့်ပဲလူမသိတော့ပါဘူးဆိုပြီးတော့ပြန်ပြေခဲ့တယ်လို့ ထရာကိုဇလန်းချင်းမှုတဲ့ပြောမရတဲ့ဆုံးမှာတော့မော်လီဟာစာအုပ်တွေကိုအကုန်ဝယ်ပြီးတော့မီရှိုးပြင်မယ်လို့ပြောခဲ့တဲ့အချိန်မှာထရာကလည်းဒေါသတွေထွက်သွားပြီးတော့နီယာကလည်းချက်ချင်းထွက်သွားခဲ့ပါတော့တယ်။အဲနောက်မှာတော့ထရာရဲ့စာအုပ်တွေကိုမိဘုံရှုံနေတာကိုတွေ့ရမှဖြစ်ပြီးဒါပေမဲ့မိုဘိုင်းဝင်ကိုမဝယ်ထားကြောင်မေးထရာတို့တွေဟာစာအုပ်ကိုပြန်ပြီးတော့မှပုံနေခဲ့ပါတော့တယ်။အဲနောက်မှာလည်းသူတို့ရဲ့ဇလန်းကိုပြဆက်လုပ်ဖို့အတွက်လူရေးပွဲကျင်းပကြနေပြီးအမျိုးသမီးတွေအနက်ကနေပြီးတော့မှပိုလာဆိုတဲ့အမျိုးသမီးလေးကိုထရာကသဘောကျခဲ့ပါတယ်။ ကွန်ပျူတာနဲ့ထထတို့ကလည်းအစဉ်ပြောင်းပြေးခဲ့ပြီးတော့အလုပ်တူတူတွဲလုပ်နေကြပြီးတရမပါတီတခုသွားခဲ့ပြီးတော့မေဆီဆိုတဲ့တွန်မိုင်းတယောက်ကိုထထဟာတတိထားမိပြီးတော့မိတ်ဆက်ခဲ့ပါတယ်။အဲနောက်မှာတော့မေဆီနဲ့ထထတို့တွေမကြကနာတွေ့ဆုံကြပြီးတော့မှစကားတွေပြောပြကြပြီး အချင်းချင်းရင်းနှီးလာပြီးတဲ့နောက်မှာထထကစိုင်းဆရာအစ်စ်ဆိုတာတီးသွားခဲ့တယ်လို့အဲဒီနောက်မှာထထကစာအုပ်ထဲမှာမေဆီရဲ့အကြောင်းကိုလည်းထည့်ရေးခဲ့ပါတော့တယ်။အကြီးကကတော့မေဆီကိုချီးကျူးထားတဲ့အကြောင်းတွေပြပြီးတော့မှနှစ်ယောက်သားဟာရင်းနှီးမှုအစဉ်တွေတက်သွားကြပြီးမေဆီက စာရင်းစရာအစစ်ဖြစ်တဲ့အကြောင်းလူလူကိုလည်းထုတ်ပေါ်ပြပြဖို့အတွက်တိုက်တွန်းခဲ့ပါသေးတယ်။ဒါကြောင့်မေထရာဟာကိုဗီဒါစီကိုသွားပြီးတော့နောက်ထပ်စာအုပ်ဒီမှာသူမရဲ့နာမည်ကိုပါဖော်ပြမိဖို့တောင်းဆိုနေပြီးဒီခါမှာကိုဗီဒါကရှေးဦးတနေတဲ့လုံဥပေးနေတဲ့ငန်းကိုတက်ကျင်နေရလားဆိုပြီးတော့ဒေါသတကြီးပြန်ဖြေပါတော့တယ်။ထရာကလည်းသူမရဲ့နာမည်ကိုဖော်ပြပြဖို့အတွက်ဇက်တိုက်တောင်းဆိုနေတဲ့ယန္တိဖြစ်ကြပြီးတော့နေနေငယ်ကြတဲ့ခါမှာတော့ထရာနဲ့မေစီတို့တွေဟာပြဆက်အတွေ့အကလေးကျင်းလုံးနေပါတော့တယ်။ အားလုံးဆင်သင့်ပြတဲ့နောက်မှာတော့သူတို့ရဲ့ပြဿက်ကိုကပြခဲ့ပြီးကိုမီတာကလည်းပြဿက်ကိုလာကြည့်နေခဲ့ပြီးတော့ဇသိန်းကမှာတော့ထာရနဲ့မေစီတို့ဟာတကယ်ကြီးနမ်းပြနေခဲ့တာကြောင့်မေလူတွေဟာအားပေးနေခဲ့ပေမဲ့ကိုမီတာကတော့ဒေါသတွေထွက်ခဲ့တာဖြစ်ပါတယ်။အနောက်မှာတော့ကိုမီတာဟာပိုင်ဆိုင်မှုတွေရောင်းချပြီးတော့စောက်မိုဘိုင်းကွင်းကိုလည်းသူ့ရဲ့နာမည်နဲ့ယူကာပတ်စံထုတ်ခဲ့တာကြောင့်မေထာရတယောက်ငွေကြေးခက်ခဲဖြစ်သွားခဲ့ရပါတော့တယ်။မိုဘိုင်းကွင်းရောင်းချခဲ့မှုကြောင့်မေအဲ့ဒီဇလန်ကိုကပြရမယ့်ပြဿက်တွေကလည်းပတ်စံမရနိုင်တော့တဲ့အတွက်ကိုမီတာနဲ့ ရန်ကြီးကျယ်ဖြစ်ခဲ့ပါတော့တယ်။အဲနောက်မှာတော့ကိုဗီဒါနဲ့လမ်းခွဲခဲ့ကြပြီးတော့ကိုဗီဒါဟာသူ့ရဲ့လူရဲ့အတွက်နောင်နောက်တွေရနေခဲ့ပြီးထထားရေးခဲ့တဲ့စာမုန်းနဲ့လည်းပတ်စံရှာဖို့အတွက်လိပ်ပြမတန်တာကြောင့်ပဲလက်တော့ဖြစ်တဲ့သူကိုမိရှုခံလိုက်ပါတော့တယ်။ဒါပေမဲ့လည်းလက်တော့ကစောင်းကိုမမရှုခဲ့ပေနဲ့ထထားစီကိုပို့ပေးလိုက်တာပြပြီးတခြားတစ်ဖက်မှာတော့ထထားကမစ်စီနဲ့ဘဝတစ်ခုကိုစတင်ပြီးတော့သူတို့တွေအတူတူပြဆက်ကားကြပြီးတော့ပတ်စံတွေရှာကြပါတယ်ဝီဒီယိုတေတီကိုလည်းရင်းနေခဲ့တာပြပြီးသူမရဲ့နာမည်နဲ့ပဲ ်ထုတ်ဝေခွင့်ရအောင်ကြိုးစားခဲ့ပါတယ်။ဒီမားရဲ့ကြိုးစားမှုကအရာတင်ခဲ့ပြီးရဲ့နောက်ဆုံးမှာတော့အောင်မြင်တဲ့စာရေးဆရာမဖြစ်လာခဲ့တဲ့မြင်ကွင်းလေးနဲ့ပဲဆက်လက်လျှောက်အဆုံးသက်ထားပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။